ဘယ်သူအရောကျွန်တော်တကယ် personality ကြိုက်တယ်တကယ်ကြိုက်တယ်မသိဘူးဒါပေမဲ့ကြိုက်တာကြိုက်တာပဲခင်ဗျာလုံးဝပဲနိုင်ငံရေးတွေမှာဝင်ရှုပ်တာတော့ကျွန်တော်လုံးဝရှုပ်ရှုပ်တာရှုပ်တယ်ပြီးတော့ရှုပ်ပြီးတော့တောင်းလည်းမတောင်းမှန်းဘူးကိုရှုပ်ခဲ့တဲ့ရှုပ်ကိုပြန်လည်းမရှင်းပေးဘူးခုကြတော့ तू မဟုတ်ခဲ့တဲ့လူတွေနဲ့ပြန်ထွက်လာမယ်တမန်တော်ရှုပ်ပါအခုမင်းတို့လောက်မဲ့လွေးကောက်ခွေးအတူတူရောလွေးကောက်ခွေးပဲမင်းတို့အားနာရှိကိစ္စဆက်မှာလောက်ခဲ့တဲ့လွေးကောက်ခွေးနဲ့အတူတူရောလွေးကောက်ခွေးတွေဒီပဲ အားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မှပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇူလိုင်လ3ရက်နေ့ရက်နေ့လယ်ပိုင်းဗီဒီယိုတပိုးနေတဲ့ကျွန်တော်တို့ဒီနေ့ဒီခင်ပိုင်းမှာနောက်ဆုံးရှိထားတဲ့တလန်သတင်းထုတ်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့သူအစားဆုံးကြည့်ရှုပေးကြဖို့ပြန်ပြီးတော့မှဖိတ်ခေါ်ပြောလိုပါတယ်ကျွန်တော်တို့ဒီနေ့ဒီခင်ပိုင်းမှာဆိုတော့တလန်ရဲဘော်တွေကနေပြန်မှယူဆောင်လာပေးတယ်ပါနော်တလန်သတင်းထုတ်သတင်းကောင်းတွေဖြင့်ကျွန်တော်တို့အနေနဲ့ခုဆိုရင်တော့မြေပြင်တိုက်ပွဲမှာအောင်ပွဲရရှိနေတယ်ဆိုတဲ့အကြောင်းတွေပါတပိတော့မှသိရှိရမှာပဲဖြစ်ပါတယ်အယုံဆုံးနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတလန်သတင်းတိုးလေးတွေချစ်လိုက်ရအောင်နော် ်ပထမဆုံးသတင်းသဘောအနေနဲ့ကတော့အချမ်းဘက်စကောင်စီကမှကြာမီမှာကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြန်ဖို့ဆန္ဒပြုလို့တဲ့ဆက်ဘက်နဲ့အရက်ဘက်အရာရှိတွေစီးရင်ကိုစကောင်းဆောင်မြောက်လိုင်းရတဲ့ပြည်တော်မှာတောင်းခံတပြီးတော့မှရွေးကောက်ပွဲဝင်ပြန်ဖို့ဆန္ဒပြုသူတွေအားဆိုတော့အလက်ရှိရထူတာဝန်ရတဲ့ပြည်တော်မှာအနားယူရမှာဖြစ်ပြီးတော့မှရွေးကောက်ပွဲအတွက်ကျန်းဖို့ပါတီနဲ့ချစ်စစ်လုတ်ခွင့်ရမယ်ဆိုတဲ့တရိမဲဖြစ်ပါတယ်။ရွေးကောက်ပွဲမှာပါဝင်ဖို့ဆန္ဒရှိတယ်ဆိုတော့မိမိကိုယ်တိုင်ဆန္ဒပြုလို့ရပါတယ်။တမတော်ဘူချိုကြီးတွေပြင်အရာရာစီးရင်ဝင်ဘူချိုတွေအထိ သဘောထားစန္ဒဇင်းတောင်းထားတယ်လို့သိရတယ်။အရာဘက်မှာလည်းလက်ရှိဝင်ကြီးတွေဒုဝင်ကြီးတွေနဲ့အချမ်းပေးပုဂ္ဂိုလ်တွေလည်းရွေးကောက်ပွဲအတွက်ပါဝင်ခြင်းရန်စန္ဒပြုလို့ရပါတယ်ဆိုပြီးတော့မှသဘောထားစန္ဒတောင်းပါတယ်ဆိုပြီးနေပြည်တော်စစ်ဘက်တရင်မြေကနေပြီးတော့မှပြောဆိုထားတာပါနော်။ဒီလိုမျိုးစစ်ကောင်စီနဲ့ဘူးတွေပြီးတော့မှလှုပ်ဆောင်နေကြတဲ့အချမ်းဖို့ဟာဆိုတော့အခုဆိုရင်တို့ဒီစစ်တပ်ထဲမှာရှိနေတဲ့ ဒီနိုင်ငံရေးမှာဝင်ပါလို့တဲ့အုပ်စုတွေကိုပြန်ပြီးတော့မှတို့နေနေပေါ့နော်ဝီဂျစ်ခွာချတယ်လို့ပဲထပ်ပြီးတော့မှလွတ်ဆောင်နေကြတာပဲဖြစ်ပါတယ်ဒါတော့မြောက်လိုက်တော့အရင်ခက်ကလေးကလွတ်ဆောင်နေခဲ့တဲ့ကွက်တွေဖြစ်တော့မလို့ကျွန်တော်တို့အနေနဲ့ဒီမြောက်လိုက်တော့ကျမဖို့ယူရနေတဲ့တရားမဝင်ရွေးကောက်ဖွဲ့ဆိုတော့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့အဆောင်ချဖို့ကောင်းနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ရော်ရီတိုင်းရင်တွေအရှုံးပေါ်နေတဲ့စစ်ကောင်စီတပ်ဆိုတော့လေးချောင်းနဲ့လက်နက်ကြီးတွေနဲ့သူရတပ်ပီတူတွေကိုနေ့စဉ်ပြတ်မထားတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အခုတိုက်ပွဲဖြစ်ပွားနေတာကငွေမြင့်နဲ့ ရခိုင်ရိုးမှကြားနေရတယ်ကျွန်တော်တို့တေချာသိရတာကတော့စစ်တကတကယ်ရှုံးနေတယ်စစ်သားတွေတော်တော်သေးတာလည်းဟုတ်တယ်အဲ့ဒါကြောင့်မလို့မစားရတဲ့အမဲတဲနဲ့ပြက်နေတာပေါ့ရွာတွေကိုဘုံချက်တယ်လက်နဲ့ကြီးပြစ်တာကတော့လာတိုက်မှာဆုလို့ကြောက်ပြီးတော့မှရန်တမ်းပြစ်တာလို့ထင်တယ်ဆိုပြီးတော့မှကျုံမြို့မြို့ခံတို့ကလည်းပြန်မပြောဆိုထားတာဖြစ်ပါတယ်အုတ်ကြီးတချို့ကကိုယ့်အချင်းတွေကိုဘာဖြစ်နိုင်တယ်လဲဆိုတာမသုံးသပ်နိုင်တော့စစ်တခိုင်းသမီးကကိုယ်ရှောက်လို့တယ်စမုထန်းအကြောင်းပြချင်းတဲ့ပြည်သူတွေကိုစီရနေပြီးတော့မှငွေဓမ္မအောက်ခံတယ်ဆိုပြီးတော့မှအဲ့ဒီပြည်သူကလည်းပြန်မဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ် အခုဆိုရင်ကျွန်တော်တို့အေရဝတီတိုင်းထဲမှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောတိဒလန်တွေအားဆိုတော့သူတို့ဒီအေရနဲ့ပြည်တဲ့ပုံတပ်ဖွဲ့ဝင်တွေရဲ့ထိုးစစ်ကိုကြောက်လွန်းလို့အခုလိုမျိုးရန်တန်းလှုပ်ဆောင်နေကြတာပြီးမှပြည်သူတွေကတော့အဲ့လိုရာဇဝတ်တားကောင်တွေကိုအခုဆိုရင်တေချာလေးကိုစေးမထားပြီးတော့မှမကြခင်မှာတော့ဗော်ချာဆိုးတော့မယ်ဆိုပြီးတော့မှကိုပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့နေခင်မိုက်မှာပထမဆုံးနေတဲ့ကြမှာကတော့ကျွန်တော်တို့ဟိုတလောကပဲ လဲမျိုးနဲ့ကန်တောင်ရက်စကန်တိုက်ပွဲမှာပါဝင်ခဲ့တယ်ပေါ့နော်။ပြည်လေကမြို့သမီးသူရဲ့ကောင်းတဲ့ဗီဒီယိုမှာသူတို့အနေနဲ့မြေပြင်မှာဘယ်လိုမျိုးစိန်ခေါ်မှုအခက်အခဲတွေရှိလဲဆိုတာကိုပြောကြားထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အဲ့ဒါလေးနဲ့စာကြည့်လေးရအောင်နော်။ဒီလိုမျိုးအိုက်တမ်တော်ရဲ့နံပါတ်စစ်တာအမှတ်75ဘာတစ်ခွန်းနှစ်ကရေဖို့ဖြစ်ပါရဲ့ကျွန်တော်တို့အာနေရာနေရာနေစပြီးတော့ landscape scan ကိုသိရန်နေပိုင်းမှာစတင်ထွက်ခဲ့ပါတယ်ကျွန်တော်တို့ရှေ့တီရောလာရအောင်ကျွန်တော်က တိုင်ပွဲဖြစ်နေစမှာရန်သူစကြောင်းစကြောင်းဘူမလာနိုင်အောင်ကာကဲမှာတောင်းဝင်ရတဲ့သူဖြစ်ပါတယ်။စားမရမှာဘလို့ကျွန်တော်ရလဲဆိုတော့ကျွန်တော်ကရန်သူစကြောင်းမလာနိုင်အောင်ကာကဲပြရတာဖြစ်တယ်။ဘုံချစ်ပညာလေးတူရတယ်အဲ့ဒီမှာလေကြောင်းလေကြောင်းတိုက်ခိုက်မှုဖြစ်ရင်လည်းထိခိုက်မှုရှိအောင်ဘုံချင်းစင်းပါမယ်နေရတယ်။ရန်သူကိုလည်းနေရောညာရောကင်းဆောင်တောင်းဝင်ရတယ်။ရန်သူမလာနိုင်အောင်ကင်းဆောင်ပြီးအောက်ကြည့်စောင့်ကြည့်ရတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ရာသူမလာနိုင်အောင်ကိုဘကဒါလေးအကြောင်းကိုမဝင်နိုင်အောင်ကိုဘကတော့ရတာပေါ့ဘယ်ကြောင့်လဲစိတ်လို့ရှာစိတ်လို့ရှာအဲ့ပါရက်ရာသူဒီအကြောင်းကိုဝင်ရောက်သွားမှာတားစိတ်လို့ရှာအကြောင်းရာသူအကြောင်းကိုမဝင်နိုင်အောင်မရောက်နိုင်အောင်ကိုဘကသူချသူချ တခန့်ပါဖျားရရဲ့ဝော်လဲလဲတို့အပါဝင် PLA ရဲ့ဝော်တိုင်းဟာကိုကရုတ်ချင်းကိုကိုတိုင်းတူးခဲ့ကြပါတယ်မဖြစ်မနေလိုအပ်တဲ့အရာဖြစ်တဲ့အတွက်အသက်20အောက်အမျိုးသမီးရဲဘော်တွေဖြစ်ပေမဲ့လည်းရအောင်တူးခဲ့ကြတယ်လို့ဆိုပါတယ်ရဲဘော်လက်လက်တို့ PLA ကစစ်ကောင်စီရဲ့တိုက်လေရင်ကိုပြစ်ချလိုက်နိုင်တယ်ဆိုတဲ့နေ့ကတနိုင်ငံလုံးကစိတ်လှုပ်ရှားခဲ့ကြပါတယ်အဲ့ဒီကြောင့်ကိုပဲလူတိုင်းပြောနေခဲ့ကြပါတယ်ရဲဘော်လက်လက်တို့လိုကိုတိုင်းတိုက်ပွဲဝင်နေခဲ့ကြတဲ့သူတွေကရောဘလို့ခံစားခဲ့ကြရပါသလဲဟုတ်နေခဲ့ကြတယ်ဆိုရမ်းပြော်ရဲ့ ဘယ်လိုဘယ်လိုပြောလဲမသိတော်တော်ပြောအရင်ပြောမိုးရွာထဲမှာပဲကလုတ်ချင်းကိုရိုက်တူပြီးတော့အမျိုးသမီးတဘာဝဓမ္မရာလာစင်မှာလဲမိုးရွာထဲမှာပဲဖြတ်တန်းခဲ့ရတာမျိုးရှိတယ်လို့ဆိုပါတယ်အေးမိုးရွာရဲ့ရက်တွေထမင်းမစားရတဲ့ရက်တွေရှိတယ်လို့တိုးနေတဲ့ထမင်းကိုစားခဲ့ရတဲ့နေ့တွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်မိုးရွာထဲမှာလဲအဲ့ဘဖြစ်နေလဲမိုးရွာလဲကလုတ်ချင်းတူရတယ်မိုးရွာထဲမှာလဲကင်းဆောင်ရတယ်မိုးရွာထဲမှာပဲအေးရတယ်အဲ့ဒီအချိန်မှာတော်တော်မြင့်မြင့်လဲအဆူရေးချင်းဖြစ်လဲမိုးရွာထဲမှာပဲဒါပေမဲ့အဲ့အရာကိုဖုံးမှုတော့ပါဘူး ဟိုတိုက်ဝဲတွေမှာဆိုတိုက်ဝဲဝဲအောင်ဆိုင်နေတိုက်ဝဲဝဲတိုက်ဝဲဝဲအောင်ဆိုင်နေဟုတ်ဒီကရန်သူရန်သူစကံကိုတိုက်နိုင်ဖို့အတွက်အောင်ဆိုင်နေတဲ့အဲ့အရာတွေကိုအောက်မှုတော့ပေါ့အေးရတော့မောရအောင်ဟုတ်မင်းရတော့အားလေးဟာကိုယ်စီရောက်တဲ့အချိန်နဲ့သူတို့ပို့တဲ့အချိန်ကအချိန်ကုန်တော့ကြာထမင်းရတော့ခါလေးမကောင်းတော့ပါညာတော့ရှိရယ်။တိုင်ဝဲပြင်းနေတော့လည်းထမင်းမစားပဲလေ ရှိရဲအဲ့တော့တိုင်းဝဲတိုင်းဝဲဖြစ်တိုင်းဝဲဖြစ်တော့မှာလေသမီးကကိုယ်စီရောက်တဲ့ချိန်နဲ့ပို့တဲ့ချိန်နဲ့ကိုယ်စီရောက်တဲ့ချိန်ကချင်းတွင်လဲသမီးကမကောင်းတော့ပါညာလေးရှိရဲအဲ့လေစားခဲ့တာကိုအစင်းတော့မပြေဘူးတော့ကြည့်မလားတိုင်းဝဲရှိတယ်မှာဆိုတော့လေဘောတိုင်းကစစ်တိုင်းစစ်တိုင်းညာလေးစင်မြေလေးစင်မြေလောက်အောင်လောက်ရတာပေါ့ ဒါတော့ဗောနာကျွန်တော်တို့ PL ရဲ့မြို့သမီးရဲ့ဘော်ကနေပြီးတော့မှသူတို့အနေနဲ့ပလဲမြို့နဲ့ကားနောက်ရက်စကနေတဲ့ပွဲမှာဆိုတော့ခဲခဲပေါင်းဆောင်ကြတဲ့ကနေပြီးတော့မှအရာသိနေခဲ့တယ်ဆိုတဲ့အကြောင်းပြောဆိုထားဖြစ်ပါတယ်သူတို့မြို့ထမင်းတိုးတွေစားပြီးတော့မှကျန်တဲ့ခဲခဲပေါင်းဆောင်လဲအစိမ့်ကိုရင်ဆိုင်ခဲ့ရတဲ့ကျွန်တော်တို့ဒီလိုမျိုး သက်20တောင်မပြေးသေးတဲ့ပေါ့နော်ရဲဘော်မျိုးသမီးလေးတွေကဆိုတော့ဒီတိုက်ပွဲမှာရွေးချွန်းချွန်းနဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်သွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြလေသားမကမြန်မာတပီလုံးမှာရှိနေတဲ့တော်လန်ထုတ်စစ်တွေမှာဆိုတော့အမျိုးသမီးတွေလည်းစတင်ပြီးတော့မှရှေ့သားစစ်မျက်နှာပြမှာပေါဝင်လာကြတာမျိုးဒါကတော့ကျွန်တော်တို့ပြည်သူတွေအတွက်တော်တော်လေးကိုဝမ်းသာရမယ့်အခြေအနေပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးကြည်မင်းကနေပြတော့မှမြောက်လိုက်ကျင်းပဖို့ရည်ရွယ်နေတဲ့ရွေးကောက်ပွဲဆိုရင်ဘယ်လိုမျိုးအခင်းချင်းတွေဖြစ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသူ့အမြင်ကိုတုံ့သက်ပြောဆိုထားရတယ်ကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် ကျွန်တော်တို့အဖို့ကတော့စီးရီးနိုင်ငံရေးကိုအမြဲတမ်းအကဲခတ်လေ့လာနေတဲ့အတွက်ကတော့အဖြေရထွက်ပြီးသားပါမနိုင်နိုင်အောင်လုပ်မယ်မဖြစ်ဖြစ်အောင်လုပ်မယ်လူတတ်ထားလာရလူပေါင်းများများစွာတတ်ထားလာလူတတ်ထားတဲ့ပိုးပြီးတော့မစိုးတော့ပါဘူးတော့လူတွေအများကြီးတတ်ထားတဲ့နောက်ကတော့ဘာမစိုးလုပ်မယ်လိမ်မယ်ခိုးမယ်နော်အဲခုနပြောတို့ပေါ့အနိုင်မရရအောင်လုပ်မယ်နော်ဒါလို့ဆိုတဲ့ NLD တို့အဲ SNL တို့ဒီလိုရွေးကောက်ပွဲမှာနိုင်ခဲ့ဘူးတဲ့ အမိုင်းရှိတဲ့ပါတီတို့မပိုင်အောင်မပအောင်လှုပ်ထားပြီကြာဟွာပေါ့ဗျာတယောက်တည်းပြီးတယ်မြင်းတို့ပြန်ပွဲတို့ပေါ့နော်အဲ့ဒါအစမ်းတကြေကျွန်တော်ကတော့မမြင်တော့ပါဘူးရုရှားကယူကရိန်းမှာဦးသိမ့်ထားတဲ့နေဒီမှာလှုပ်သွားတဲ့နမူနာကြီးလည်းရှိပြီလားဗျာဗင်နီဇူလာမှာလှုပ်တဲ့ရွေးကောက်ပွဲတွေကမ္ဘောဒီးယားမှာဟွန်ဆန်တို့ဘလို့လှုပ်သွားလဲဗျာကျွန်မအတိတ်ကခေါင်းဆောင်ဖန်ချုပ်ချုပ်ပြီးတော့ထောင်နှစ်ရှင်ချပြစ်တာပဲအတိရွေးကောက်ပွဲသူနိုင်ငံလှုပ်တာပဲထိုင်းလည်းပဲဒီလိုပဲဗျာအရင်တော့ကခင်ဗျာဒီလိုပဲလှုပ်တာပါပဲနော်အဲ့တော့အဲ့ဒီဟာကတော့ဒီလူသက်အစိုးရကတော့ ဘာမှဒီသူ့ကိုတော့ပြီးတော့တရားမြတ်တာမှုတို့ဘာတို့အာသူလုံလုံနေလို့အဲ့ဒါဒီအဲ့တော့ကဘသူကရောင်ကြီးဆက်ကြည့်ရမှာလေဟုတ်တော့မလားအဲ့လိုရှိတာ ው ဗျာနော်ပုဂ္ဂိုလ်ကြီးကပြောပြီနော်တမတော်နဲ့ဆက်ကြည့်နေအဖြေထွက်လို့တော့မဖြစ်ဘူးဆိုတော့သူအဖြေထွက်နေနော်တမတော်နဲ့ဆက်ကြည့်နေအဖြေထွက်လို့မရဘူးဆိုတော့သူတို့ဝိုင်းလုပ်ပေးကြပါပဲလေပြီးတော့မင်းအွန်လိုင်းတမနာလုပ်နေလေတမနာမလုပ်လို့မဖြစ်ဘူးလေတမနာမလုပ်လို့ရှိရင်သူကျိုးစိမ်မရှိတော့ဘူး အဲ့တော့ယူကောက်ပွဲနဲ့စနစ်နဲ့သွားပြီဆိုတော့စီးပွားချုပ်ကလည်းပဲတက်တက်လုံးလုံးလို့မရဘူးလေအဲ့လိုအခြေအနေမျိုးလားအဲ့တော့တော့ယူကောက်ပွဲကလည်းမနိုင်နိုင်အောင်လုပ်မှာလေကမ္ဘောဒီးယားမှာဟွန်ဆန်ဘလိုလုတ်သွားလဲဗျာနောက်ထိုင်းစစ်အစိုးရအာဏာသိမ်းပြီးတော့ယူကောက်ပွဲတွေဘလိုလုတ်သွားလဲနောက်ဗင်နီဇူလာမှာဘလိုလုတ်လဲရုရှားမှာယူကရိန်းတိုက်ထားတဲ့နယ်မြေတွေဘလိုလုတ်သွားလဲဆိုတာမျက်မြင်ပဲဗျာအဲ့ဒီတိုင်းလုတ်မှာပါပဲနောက်မနိုင်နိုင်အောင်လုတ်မှာပါပဲနော် ်ဦးချင်းမရတော့ပြောလိုက်ပြီနော်မြောက်နိုင်ငံအနေနဲ့ကတော့ဟုတ်ဆိုရင်သမရဖြစ်ချင်းလုံးလုံးကိုနိုင်ငံတွပုတ်ရှာတဲ့အနေနဲ့ဟုတ်ဆိုရင်တော့ရုပ်ကောက်ပွဲမှာသူကိုယ်တိုင်ဝင်ပြိုင်တော့မယ်ဆိုတဲ့အကြောင်းလေးပါကျွန်တော်တို့ကြားသိနေရပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ပြည်သူကိုကိုစားပြုတ်တဲ့ NLD နဲ့ကြမ်းတဲ့နိုင်ငံရေးပါတီတချို့စစ်ကောင်စီအနေနဲ့ပြီးတော့မှဖယ်ရှားထားတာဖြစ်ပြီးတော့မှဟုတ်ဆိုရင်တော့တို့အနေနဲ့ဒီချမ်းဖုန်းနဲ့သူတပြိုင်တည်းပေါ့နော်စတင်လို့ဆောင်နေကြရတယ်ဆိုတဲ့အကြောင်းလေးပါကျွန်တော်တို့တပြီတော့မှသိရှိရတာမလို့မြောက်လိုက်ရဆိုရင်ဒီရွေးကောက်ပွဲမှာ သူကိုယ်တိုင်အနိုင်ရရှိဖို့ဘယ်လောက်ထိဆန္ဒပြင်းပြနေလဲဆိုတာအကြောင်းတွေပါကျွန်တော်တို့ထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်ဘယ်လိုမျိုးတွေဖိလမ်းလဲဆိုတော့ကျွန်တော်တို့မြို့ဝပြည်သူတွေထပ်ပြီးတော့မှကြည့်ရသေးတာပေါ့နော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတင်တဲ့ကတော့ဘောမချုံမင်းမရနေပြီတော့မှအင်ဒရာကျော်စင်ကိုဘယ်လိုမျိုးပုတ်ချပြီတော့မှဆော့ကမော့ကပြောဆိုထားအောင်မလဲဆိုတာတစ်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်ဒေါအဲ့ဒီဒေါအင်ဒရာကျော်စင်က तू လုတ်လိုက်လို့တေဆုံးသွားတဲ့ CDM တွေဝါရီပိုင်ညာရတော့ကို तू တောင်းမှန်ထားတာကတော့တွေ့ပြီလားပြည်သူလူထုကိုတောင်းမှန်ထားတာတွေ့ပြီလားဒါဆိုအခု तू ပြန်ထွက်လာပြီဆိုဒီလိုလုပ်နေပြီဆိုကြတယ်က तू လက်ရှိ ငါသာကအုပ်ချုပ်မှုအောက်ထဲမှာစစ်အစိုးရအုပ်ချုပ်မှုထောင်ထဲမှာစစ်အာဏာရှင်အုပ်ချုပ်မှုအောက်နေမြေထဲမှာ तू ကလက်သုံးချောင်းထောင်ခဲ့တဲ့လူကအခုရုပ်ရှင်ကားတွေရုပ်ရှင်ကားတော့ရိုက်ပြီးသွားပြီအခုဒီမှာ reality show တွေလုပ်တော့မယ် okay အဲ့လိုပြန်လို့ပြန်လို့နေပြီဒါဆိုရင် तू တွန်းလန့်မယ်ဆိုတဲ့စစ်အာဏာရှင်ကြီးကချုပ်ငင်းသွားခဲ့ပြီလားအဲ့ဒါဆိုလည်းပြောလိုက်လေတရားဝင် hey စစ်အာဏာရှင်ချုပ်ငင်းသွားပြီမို့လို့ကျမတော့ပြန်ထွက်လာပြီပြောလိုက်ပေါ့ဒါပေမဲ့မပြောဘူးမပြောဘူးပြောမှလည်းမဟုတ်ဘူးအော်ဒီတော့ကသူ့ကြောင့်ဒုက္ခဆိုရတဲ့ပြည်သူလူတွေကိုလည်းပြောလေ။ဟုတ်ငါတို့ဆရာတိုင်းချောင်းချောင်းသွားလို့ငါတို့ကလုံနေပြီ။မင်းတို့ကငါပြောကြမလို့မင်းတို့ကမျိုးတေချတော့တယ်မှာပြောမလား။ ဒါမှမဟုတ်လက်သုံးထောင်ခဲ့တဲ့အတွက်ကျမတို့မှားသွားပါတယ်ကျမ CDN တိုက်တွန်းခဲ့တဲ့အတွက်ကျမကြောင့်ဒုက္ခရောက်တဲ့လူတွေကျမတောင်းပန်ပါတယ်ပြည်သူလူတွေကျမတို့အခုအမှန်တရားကိုသိသွားပြီတော့ကျမလူတွေကြားမှာပြန်ပြီးတော့ပုံမှန်တိုင်းနတ်ဆာကဆိုရလက်ရှိဒီဆဲဆိုရလက်တက်အောင်ပါကျမကောင်းအောင်လုပ်လုပ်ပါမယ်ရတယ်အဲ့လိုလက်မှတ်တောင်းမှတ်ထားတာရှိသလားမြင်ဘူးလားကြားဘူးလားတွေ့ဘူးလားခဏပြည်သူလူသူ့ personality ရတိုက်တယ်နော်ဒါပေမဲ့လောက်သွားတဲ့လောက်ရကတော့လောက်ရလည်းမခံဘူးမင်းတို့အဲ့တော့တကယ် personality ရတိုက်တယ်တကယ်တိုက်တယ်မင်းတို့ပါဒါပေမဲ့တိုက်တာကတိုက်တာပဲခင်ဗျာ လုံးဝပဲနိုင်ငံရေးတွေမှာဝင်ရှုပ်တာတော့ကျွန်တော်လုံးဝရှုပ်တာရှုပ်တာရှုပ်တယ်ပြီးတော့ရှုပ်ပြီးတော့တောင်းရလဲမတောင်းမှန်ဘူးကိုရှုပ်ခဲ့တဲ့ရှုပ်ကိုပြန်လဲမရှင်းပေးဘူးခုကြတော့ तू မဟုတ်ခဲ့တဲ့လူမျိုးနဲ့ပြန်ထွက်လာမယ်တဲ့မတမ်းရှုပ်ပါအဲ့တော့အဲ့ဒီ show ပဲလုံးပါကိုကျွန်း TV ဆိုတဲ့ ITV ကတေချာ तू ကဥဆောင်လုပ်ပေးတယ် तू ဘယ်သူက sponsor ပေးမှာလဲဘယ်ဖွဲ့စည်းကပေးမှာလဲသူတို့အချင်းချင်းချိတ်ဆက်လုပ်နေကြတဲ့နောက်ွယ်မှာဘယ်ကငွေကြေးနဲ့လုပ်နေတယ်လဲဆိုတော့မေးကွန်းအကဲ့ရဲ့ငွေကြေးရအချမ်းဖက်ကနေအချမ်းဖက်ဘွားရရငွေကြေးဖြစ်နေခဲ့ဘယ်လိုလုပ်လဲဖြစ်နေခဲ့ရင်ဘယ်လိုလုပ်လဲအကဲ့၍လာမဲ့နိုင်ငံရေးအခင်းချင်းတွေတို့ကိုကြိုးပြီးတော့ဒီငွေတွေကိုတုံးပြီးတော့တစ်ခုခုလှုပ်ရှားတာဆိုဘယ်နဲ့လုပ်လဲလူတွေကြားတော့ပြန်တိုးဝင်လာဆိုဘယ်နဲ့လုပ်လဲ တခြားနည်းလမ်းတွေတခုခုလှည့်ပတ်ပြီးတော့နိုင်ငံရေးကိုကစားအောင်မယ်ဆိုရင်ဘယ်နဲ့လုပ်မလဲအဲ့တော့ဘလို့ရှင်းမလဲအဲ့ငွေတွေဘယ်ကလာတာလဲအဲ့ပွဲလုပ်ပြီးတော့ဘလို့လဲအဲ့ကြော်ညာထည့်ပြီးစပွန်ဆာထည့်ပြီးဘလို့ထည့်ပြီးမှလဲဘယ်အဲ့ကြောင့်လုပ်တဲ့ TV channel ရောဘလို့ TV channel လဲဒါတွေကတော့နောက်ခံနိုင်ငံရေးနိုင်ခံနောက်ငံရေးနိုင်ငံရေးနောက်ခံရှင်းရလားအကြမ်းဖက်မှုနဲ့ပတ်သက်မှုကင်းရှင်းရလားအဲ့မိကုန်းတွေတန်တရာရှိတယ်ကောင်းတယ်ကျော်မြင့်များတော့ကိုဆိုရင်ဗောဒါအင်တာကျော်စုံဘွမ်းပြပေးတော့မှကျွန်တော်တို့ပြည်သူတွေနဲ့ကျွန်တော်တို့ဒီထည့်ရတဲ့တော်လိုင်းလူပညာရှင်ကြားထဲမှာသူတို့အနေနဲ့ပြန်ပြီးတော့မှတွေ့ခွဲစကားတွေပြောဆိုနေတာဖြစ်ပါတယ်။တော်လိုင်းရဲ့စကားလာမှာကျွန်တော်တို့ အနုပညာရှင်တော်တော်များများကလည်းပြတော့မှစီရမ်လို့ကြောက်ဖို့တိုက်တွန်းပြောဆိုတဲ့နေရာမှာအင်ဒရာကျော်စင်အားဆိုလက်ပါဝင်ပြတော့မှအခုချိန်ထိကျွန်တော်တို့ပြည်သူတွေရဲ့အခြေကိုရရှိထားတာမလို့ဒါကိုဒီကောင်တွေကလည်းပြတော့မှခွင့်ကောင်းယူပြတော့မှခုဆိုရင်ကျွန်တော်တို့ပြည်သူတွေနဲ့ပြန်ပြတော့မှတွေးထိုးစားနေတာပဲဖြစ်ပါတယ်ဒါတော့တို့စရှုံးပြီဆိုတာနဲ့ပေါ့နော်မြောင်းလိုင်းရွေးကောက်ပွဲကျင်းပဖို့ကြီးရနေတဲ့အချိန်မှာတပြေးနေတဲ့ကျွန်တော်တို့ကိုစေတဆစ်စင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာမလို့ဒီကောင်တွေဘလောက်ပဲအလုပ်ကိုလုံးလုံးကျွန်တော်တို့အနေနဲ့လုံးဝကိုပြာမသွားဘဲနဲ့အခုဆိုရင်တော်လိုင်းမာတီတဲ့ပုပ္ပုမရှေ့ဆက်လှုပ်ဆောင်နိုင်ကြတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ NLL Party ဝင်ဟောင်းဖြစ်တဲ့ဒေါ်ဆာနာမင်းကနေပြီးတော့မှ NLL Party မလုံးဝမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဘယ်လိုမျိုးကလင်ကချစ်တွေပြောဆိုထားအောင်မလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် NLD ပါတီဟာတခိုင်ရက်တော့မြင်းတို့ကျမပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ပါတီအနေနဲ့ကတော့ဒါဥပဒေကြောင့်ရမရှိတော့ပါဘူးလို့ကျမပြောချင်တယ်။နောက်ထပ် NLD ပါတီလိုမျိုးပေါ်လာနိုင်သေးလား? အော်ကျမတို့အခုချိန်ဒီမှာတော့စူးစမ်းတာဘာမှမရှိပါဘူးကျမတို့ပါတီမရှိတော့ဘူးဆိုပေမဲ့ကျမတို့ကနိုင်ငံရေးသမားဖြစ်တယ်ကျမကိုကိုကလည်းကျမနိုင်ငံရေးသမားလို့ခံယူရတယ်။ဒါဆိုရင်နိုင်ငံရေးသမားဆိုတာကဟာလာပါတီတစ်ခုရဲ့လှုပ်ဆောင်မှုမဟုတ်ဘူးကျမတို့တိုင်းပြည်အတွက်ကိုကြာရခံနာနေပြီးတော့ဆောင်ရွက်ရမယ်ဆောင်ရွက်ချင်တဲ့ဆန္ဒလည်းကျမကိုမှရှိတယ်အကြောင်းမလို့လေကျမဒီပေါ့နော်ဒီ peace forum ကိုတက်ခဲ့တာဘာမှမတော့နိုင်ငံရေးသမားဖြစ်တဲ့အတွက်ကျမတို့ရဲ့ခံယူချက်တွေတိုင်းပြည်အတွက်ကိုကောင်းအောင်လုပ်စေချင်တဲ့ဆန္ဒတွေအားလုံးကိုဒီလိုနေရာမှာပြောရတယ်ဆိုတဲ့ဟာကဘလောက်ခုံယူစရာရှိတယ်ဒီလိုနေရာကို ဖိတ်ခေါ်လို့မတက်ဘူးဆိုရင်ကျမကလက်ဖိဆိုင်မှာပဲစကားပြောရမှာမျိုးဖြစ်နေတယ်ဒါကထိရောက်သလားမထိရောက်ပါဘူးဒီလိုကဏ္ဍမှာဆိုလို့ရှိရင်ဒီဟာတွေကိုကျမတို့ဆွေးနွေးတယ်ညှိနှိုင်းတယ်ဆိုတဲ့ဟာတွေအားလုံးကိုတက်ဆိုင်ရကဘာလူကြီးတွေအားလုံးကနားထောင်ပေးတယ်ပြန်ပြီးတော့အဖြေတွေပေးတယ်နောက် action ယူပြီးဆောင်ရွက်ပေးတယ်ဒါကဝမ်းသာစရာပေါ့နော်ဒါကြောင့်မို့လို့ကျမတို့အနေနဲ့ဒီ piece program ကိုယုံကြည်ချက်အပြည့်အဝနဲ့ကျမတက်လာတာဖြစ်တယ် ကျမတို့ကဘာတိအောင်ကျမတို့နိုင်ငံရဲ့အဖြစ်အပျက်တွေကိုကျမတို့ပြောပြပေးရမယ်ဒီလိုမျိုးတင်လာမှလည်းကဘာကလည်းကျမတို့အခက်အခဲကိုကူညီဆောင်ရွက်ပေးမှမျိုးဖြစ်တယ်နောက်တစ်ခုကခုနလိုမျိုးပေါ့နော် election ဒီ election မှာဒီ election ဘလောက်ဟလာမျှတာတဲ့ election ဖြစ်တယ်လေဟလာဟိုတာချုပ်ကြီးကြီးပြောကြားထားတဲ့အတိုင်းပဲ free and fair ဖြစ်သလားတကယ်ကိုပဲလူထုကရှင်းနှမှုရှိသလားဒီလို election တွေဖြစ်လာတဲ့ဆိုရင်လည်းငင်းငင်းရေးဆိုတဲ့ဟာကလည်းတစိတပိုင်းဖြစ်လာမယ်ခုနကွန်ဆယ်လေတူဆွေးနွေးသွားသလိုပဲဒီလိုမျိုး hotel ကြီးမှာဒီ foreign ကြီးမှာလူ200လောက်ပဲဆွေးနွေးလို့ကအဲ့တော့အရင်ကြီးမထိရောက်ဘူးအဲ့တော့ဟလာ net ပဲအတီးတီးကန္တာအတီးတီးအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ပိုင်းပြည်တစ်ခုလုံးမှာဟလာဟိုအုပ်စုတွေခွဲပြီးတော့ပေါ့နော်ဒါတွေကိုလည်းလိုက်ပြီးတော့ဆွေးနွေးနိုင်နေဆိုရင်ကျွန်တော်တို့ထိအောင်မဲလို့ကျွန်မအဲ့ဒါပြောင်းတိုက်ပြောဆိုသွားတာပါနော်အခုဆိုတော့ဒေါ်စံနမိတ်ရဆိုရဲ့မြောက်လိုင်းတို့ရဲ့သူ့အရာ ဒီကောက်ပွဲနဲ့ဒီလိုမျိုးငင်းချိုင်းဆွေးနေတဲ့ပွဲမှာဆိုတော့ကုန်းစားပြီးတော့မှသူတို့အနေနဲ့နေတဲ့ပုံပြမနိုင်ငံရဲ့ရွေးကောက်ကောင်းတွေဖြစ်ပေါ်လာနေအောင်စ조사နေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ပြည်သူတွေပေါ်မှာဂျင်းထက်ပြီးတော့မှပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒီလိုမျိုးဂျန်လီအုပ်စုတွေကနေပြီးတော့မှပဲကျွန်တော်တို့ကိုပြန်ပြီးတော့မှဒုက္ခပေးနေကြတာမလို့ကျွန်တော်တို့အနေနဲ့ဒီတော်လိုင်းမှာဆိုတော့မြောက်လိုင်းတို့ဖစ်စတာပြင်အခုလိုမျိုးမြောက်လိုင်းတို့နိုင်ငံရဲ့တပ်ပေါ်ရရှိနေအောင်ဝိုင်းဝန်းစ조사ပေးနေကြတဲ့ပါတီဝင်ပက္ခဆောင်အုပ်စုတွေကိုလည်းကျွန်တော်တို့အနေနဲ့တခါတဲ့ဗိုလ်ချာဆုပ်ပေးဖို့လွှမ်းနေပြီပဲဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဈေးကမ္ဘာကုမ္ပဏီကနေပြီးတော့မှပြီးသူပိုင်းလေယာဉ်မျိုးတွေကိုအတင်းတမတင်ဖို့စူးစမ်းနေတယ်ဆိုတော့ပေါ့နော်တက်တီဗီဒီယိုလေးဆက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ပြောပြတော့ကိုကျော်ပြတော့ကိုကျော်လည်းကြည့်တယ်ရပ်တာကျွန်တော်တို့ကအရင်ကတော့ပါမှာကျွန်တော်တို့ကမလုပ်တော့အခုကုမ္ပဏီကနေပြီးတော့ကျွန်တော်စီမံချက်တွေကိုဆိုင်နေပြီးတော့ချထားတယ်ဆိုတော့အဲ့ဒါကြောင့်ဒီကိစ္စကလည်းလုပ်တော့ပါလားဆက်ကြည့်လိုက်ပါကျွန်တော်ကတော့အဲ့ဒါကြားတယ်ကြားတယ်နော်ကြားတယ်နော်ကျွန်တော်မလုပ် ကျွန်တော်ကြားရတယ်ဆိုတော့ဗျာရှင်မိသားစုလောက်ဗျာမနေမနေသူ့ရဲ့ရှင်းကြတာကျွန်တော်တို့ရှင်းပြကြအောင်လို့အဲဒါကြောင့်လည်းရှင်းပြကြအောင်အခုဒီရှင်းကြတာအခုကျွန်တော်တို့ကအခုညချင်းပါကြီးညချင်းခေါ်ရတယ်အတိတ်တည်းကျွန်တော်တို့ကနောက်2008 2010ခုနောက်2010ပုံမှန်ဥပဒေနဲ့ညချင်းဟို ော်ဒီရံနေဥပဒေပုံမှန်ရှိတယ်နော်တပတ်တပိုင်းပေါ့တပိုင်းဟိုကရုံးကရုံးဆက်ပြီးတော့အခုတည်းကပေါ်ကနေမတန်းတင်ရိုက်ရိုက်ပြီးတော့စားနေရုံးကိုပြင်ပေးပါဆိုတော့ပြင်ပေးပါတယ်ပေါ်ပါဆိုတော့ပြင်လိုက်ပြီးပုံမှန်ပါပဲဟုတ်မှန်တယ်လေကျွန်တော်တို့အောက်ချက်ကိုင်းရမှာရောင်းချက်ကနေတော့ရမှာမသိဘူးလို့လည်းကိုကိုလုံးလည်းမဟုတ်ဘူးလားဟုတ်အဲ့ဒါပြောရမယ်ပြည့်ရဲ့လေးရအောင်အဲ့ဒါကိုကိုလုံးတော့မဟုတ်ဘူးကျွန်တော်တို့ကြည့်ပါလားပြည့်ရဲ့လားပြောရမှာမသိဘူးမသိဘူးဆိုရင်ကျွန်တော်တို့ရက်ပါကျွန်တော်တို့ကတော့ကျွန်တော်တို့ကလုံးပတ်ဘူးကြာရင်စားပါပဲစားကြည့်ရလေးခဏကြာရင်ကျွန်တော်တို့မသိစားရတာလေမဟုတ်ဘူးစားဝင်ဝင်စား တာရွေးပန်ခွေစာရှိတယ်ဘောကလာတာလို့ပြောတာရှိရမယ်ဘာလို့ပြစာရှိရမယ်အဲ့တော့အဲ့လိုပဇာနဲ့ပြောဘယ်ရလဲပြစာရပြစာတို့ပြစာရပြစာအဲ့ကြောင့်အခုကြောင်းလဲပေါ်မှာပြောကျွန်တော်တို့ကအောက်ကဘာမှမပြောဒီကောင်တွေကတော့တော်တော်မျက်နှာပြောင်းတိုက်ပြီးတော့မှကျွန်တော်တို့ကိုပြန်ပြီးတော့မှပေါ့နော်ဖြည့်ချောင်းနေတာပဲဖြစ်ပါတယ်ခရိုနီတိုင်းဝိုင်းနေနဲ့အခုဆိုရင်ကျွန်တော်တို့ တရားမဝင်ဘောင်းမွန်တဲ့ဥပဒေတွေနဲ့ကျွန်တော်တို့ပြည်သူတွေကိုပုံမှန်လက်တလုံးချလုပ်ပြီးတော့မှအခုလိုမျိုးကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေလက်အမျိုးတွေပါဝင်အင်ချက်မျိုးတွေကိုတင်ပိုက်ဖို့စူးစမ်းနေကြတဲ့စစ်ကောင်စီနဲ့ပတ်သက်သူမှန်သမျှဆိုတော့ဒီကျွန်တော်တို့တော်လိုက်မှာဆိုတော့တကယ်ကိုပါနော်ကျွန်တော်တို့အနေနဲ့အပြည့်ရှင်းထုတ်ရမယ့်အုပ်စုတွေပဲဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်တို့ပြည်သူတွေတနေ့လုံးမှတနေ့ဆက်ဆက်ပြီးတော့မှကိုယ့်ရဲ့ချွေးနှဲစာလေးတွေနဲ့စုဆောင်းထားတဲ့လက်အမျိုးလေးတွေဟာဆိုတော့စစ်ကောင်စီအနေနဲ့တပိုက်မျိုးဆိုပြီးတော့တင်ထားတာတွေရှိတယ်လို့ခရိုနီတိုင်းဝင်းတွေကပြီးတော့မှသူတို့ကြိုးစီပွားတွေနဲ့ထပ်ပြီးတော့မှပေါ့နော် ရယူဖို့စ조사နေတယ်ဆိုတော့အကြောင်းတွေပါကျွန်တော်တို့ဟိုဆိုရင်တက်တက်တွေးရှိနေတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတဘောအနေနဲ့ဦးကျော်ကနေပြတော့မှမြောက်လိုင်းတို့ရဲ့ရွေးကောက်ပွဲအကျင်းပဖို့အကြံစီနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပြပြနေနေဆုံးမပြောဆိုထားအောင်မလဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်နော်။အရင်ကဘာနဲ့မှမရှိဘူး။ဟုတ်လား။ဘာနဲ့မှမရှိဘူး။အဲ့တော့မင်းတို့အဲ့ဒီလက်နဲ့မရှိတဲ့လူတွေရဲ့အပေါ်ကိုမင်းတို့ရုံမှာပက်ဆက်ကောက်ချစ်စင်းလေးနဲ့ပက်ဆက်အာနာရှင်အေး အခုအချိန်မှာတစ်ဖက်ကလည်းလက်လက်ရှိသွားတဲ့အချိန်မှာတော့ငြင်းငြင်းရေးဆိုပြီးတော့တတတအော်မနေနဲ့နော်အခုမင်းတို့လုံးမဲ့ရွေးကောက်ပွဲတည်အတူရောရွေးကောက်ပွဲပဲမင်းတို့အာနာရှင်ကိစ္စဆက်မှာလုံးခဲ့တဲ့ရွေးကောက်ပွဲတည်အတူရောရွေးကောက်ပွဲတည်ပဲဟမ်ဟုတ်တယ်မဟုတ်ဘူးမင်းတို့အာနာရှင်ကအကုန်သိတယ်မင်းတို့အာနာရှင်ကတလိန်နဲ့တကြိတ်ကတည်းကညံနေတယ်မှန်လိဟမ်အေးလို့ညောင်းပါ ဆက်ဆက်ကိုရုတ်မာခဲ့တာလူရုတ်မာနေနေလို့အာနာရှင်တွေပဲခဲဆက်ဆက်ကိုရုတ်မာခဲ့တာရုတ်မာကောက်ကြစ်ခဲ့တာတော့ပြည်သူအပေါ်တစ်ဆက်ကလေးမှမင်းတို့စေတနာထားပြီးတော့မင်းတို့လုပ်ခဲ့တဲ့အလုပ်တစ်ခုမှကြည့်ဘူးမင်းတို့ပြည်သူတွေကိုဘလို့ရက်ဆက်ရုတ်မာပြီးတော့ဘလို့နှိမ်နှိမ်နှိမ်ကိုပြစ်ရမလဲဆိုတော့ဆက်ပဲရှိတယ်အာနာရှင်ဖက်ဆက်အာနာရှင်တွေကမင်းတို့တရားဥပဒေတွေပါနေပြောမနေနဲ့တရားဥပဒေဆိုတော့မင်းတို့လိုချင်တယ်လို့မင်းတို့ဆွဲဆွဲဆက်နေတယ်လို့ဆွဲဆက်နေချုပ်တယ်လို့ချုပ်တယ် ပြည်သူအပေါ်မင်းတို့တရားမျှတမှုဆိုတာမရှိဘူးမင်းတို့ကိုယ်နိုင်လုပ်လိုက်တဲ့မှန်ကန်ဘယ်မှာလိုက်အော်ဓမ္မနဲ့အာဓမ္မဘယ်မှာလိုက်ဆိုတဲ့တရားဥပဒေဆိုတာမင်းတို့ကမရှိဘူးဟုတ်ကြောပြောရမှာနဲ့เนาะကျွန်တော်မျောလိုက်တော့လက်ထက်မှာဆိုတော့တရားဥပဒေလုံးဝမရှိတာပြင်ရှေ့မှာကြေးခဲ့တဲ့အတိုင်းပဲကျွန်တော်ပြည်သူတွေဆီကနေပြီးတော့မှနယ်မြေတွေပြန်ပြန်ပြီးတော့မှရရဖို့စ조사နေကြတယ်မျောလိုက်တော့နဲ့ခရိုနီတိုင်းဝဲတွေကဆိုတော့ကျွန်တော်ဒီတော်လိုက်မှာဆိုတော့တကယ်ကို လူဝါစားတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လဲကျွန်တော်တို့ပြည်သူတွေနဲ့တော်လန်ရဲဘော်တွေကနေပြီးတော့မှဒီတိုက်ပွဲမှာအဆုံဆုံးဒီတိုက်ခတ်ပြီးတော့မှစစ်အောင်စီနဲ့ဖက်ဆရာနာရှင်စနစ်ကိုပြတ်ချေမှုမယ်ဆိုပြီးတော့မှတွေးကြောထားကြတဲ့ပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်တို့ပြည်သူတွေနေတဲ့စစ်မပြတ်အောင်မျှော်ပဲနဲ့ဒီတော်လန်မှာထက်ထက်ဝင်ပူပေါင်းပုံပေးရင်းနဲ့ကျွန်တော်တို့နေရှိစပြီးတော့မှတစည်းတလုံးထဲနဲ့ဆက်လက်ပြီးတော့မှလှုပ်ဆောင်နိုင်မယ်ဆိုတော့ကျွန်တော်တို့မှကြာခင်မှာတော့ဒီချာပေါက်ဒီတော်လန်မှာအနိုင်ရရှိတော့မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ ကျွန်တော်ဒီနေ့နေခင်မတပြတ်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မြို့ပပြည်သူများအားလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချင်းနဲ့နေ့တလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်။